ကဲထိုင်းစတိုင်ပစွန်အစိမ့်တမယာတောက်တောက်နီးလေးစားချင်နေကြပြီဟုတ်လားအဲ့တော့ဘလို့တောက်ရလဲဆိုအောင်ချင်းနဲ့အတူတူတွားကြည့်ကြမယ်လားတမယာဒီတွေကိုအခွန်ခွာပေးမယ်နော်ဒီလိုစီရင်ဒီလိုမျိုးနှစ်ချမ်းပြီးလိုက်မယ်နော် ပစုံထည့်လိုက်မယ်စားတင်စိမ့်မယ်ဒါလေးကဆော်တာပါပြီးလို့ရှိရင်စားထည့်မယ်ရပြီကဲတမယာဒီနဲ့ပစုံအစိမ့်ကို ထိုင်းစတိုင်လေးစားတင်တုံးမယ်တုံးတော့မယ်ဆိုရင်တော့ငံပြာရည်ထည့်မယ်လောက်ဆိုရပြီထညက်ထဲမယ် ဒါလေးရတော့ TKC ဟင်းခက်အရတာမှုတ်လေးထည့်မယ်ဒီရတာမှုတ်တစ်မျိုးထည့်ရုံနဲ့တင်အကုန်လုံးအရတာပြည့်စုံဒါလေးထည့်လိုက်မယ်ငရုတ်ဒီအလှော်မှုတ်ထည့်မယ်ဒါလေးကဆန်လှော်မှုတ်ထည့်မယ်ဒါလေးကိုနှံ့သွားအောင်မှွေလိုက်မယ်နောက်ဆုံးမှာတော့တမန်ရည်နည်းနည်းလေးထည့်လိုက်မယ်။อืม အနံ့လေးကမှွေးနေတာပဲမြည်ကြည့်အောင်ဒါသာကွက်တိဖြစ်နေပြီကဲပကံလေးတဲကိုတမယာဒီထဲမယ်ပြီးသွားရင်စော်တာနဲ့စိန်ထားတဲ့ပစွန်တွေကိုထည့်လိုက်မယ်နော်ပြီးသွားလို့ရှိရင်ပေါ်ကနေတမယာဒီထဲမယ်ဒီလိုစီရင်အရသာဆက်ထားတဲ့အရင်နဲ့တုတ်လိုက်မယ်နော် 种几天给咱、okay, 家宝。 ကဲ time time ပစွန်အစိမ်းတမယာတုံနီလေးကတော့ဒီလောက်ပါပဲချမ်းရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ် bye bye